ယောမခန်းစင်္ဂါစပိုက်26ကိုဖတ်ပါမယ်။အကြောင်းမူကားမာကင်ဒေါနိပိသားတို့နဲ့အခါရပိသားတို့သည်ယေရရှလင်မြို့၌ဆင်းရဲသောတန့်ရှင်းသူတို့အားဥစ္စာကိုဝေမျှ၍စေရနာစိတ်နဲ့လှူကြပြီးပြောရတွေ့ရတယ်။ဒီမှာတွေ့တဲ့တန့်ရှင်းခြင်းတန့်ရှင်းတော်သူဆိုတာကယုံကြည်သူကိုပြောချင်တာဖြစ်တယ်။နော်။အဲ့တော့ ဒီတန်ရှင်းချင်းကယေရှုအဖင်ရတဲ့เนาะယေရှုအသေးခံခြင်းဖြစ်တဲ့အသွေးသွင်းခြင်းအဖင်အပြစ်ခွင့်လွှတ်ခြင်းခံရပြီးเนาะခြေစတော်ကြောင့်ရတဲ့တန်ရှင်းခြင်းဖြစ်ပါတယ်အဲ့တော့ဖြောင့်မခြင်းနဲ့တန်ရှင်းခြင်းပါကွာလဲပြောရင်တန်ရှင်းခြင်းကြတော့သူကဖျားရဲ့မြင့်မောက်တော်ခံစားရခြင်းကိုဆုလိုတယ် တကောအခန်း၃စာပတ်၈ခွန်မှာအကျဉ်သူသည်ဖျားသခင်ဗိမ္မာန်တော်ကိုဖျက်ဆီးထိုးသူကိုဖျားသခင်ဖျက်ဆီးတော်မူပြီဖျားသခင်ဤဗိမ္မာန်တော်တွေတန့်ရှင်းရဤဒီဗိမ္မာန်တော်ဆိုကျွန်တော်ဒီခန္ဓာကိုယ်ကိုပြောတယ်နော်ကျွန်တော်အသက်တာပေါ့အဲ့တော့ကျွန်တော်ခန္ဓာကိုယ်ကဖျားဗိမ္မာန်ဖြစ်တယ်အဲ့ဒါတန့်ရှင်းရမယ်တဲ့ဒါကြတော့ယေရှုအဖင်ရတဲ့တန့်ရှင်းခြင်းမဟုတ်ပြန်နော်အဲ့တော့ နာခံခြင်းအဖြစ်ရတဲ့တန့်ရှင်းခြင်းဖြစ်တယ်။အဲ့တော့တိဖို့ကတန့်ရှင်းခြင်းနှမျိုးဒါကိုသိစေချင်တာဖြစ်တယ်ပေါ့နော်။ကဲဟုတ်ပြီ။အဲ့ဒါဆိုကိုယ့်ကိုယ်တန့်ရှင်းအောင်ဘယ်လိုနေရမလဲ။ဒါလေးကိုကျွန်တော်တို့တိဖို့လိုတာပေါ့နော်။ဒီယောဟန်ခါစခွန်စာပတ်စခွန်မှာကိုရောဤတမန်တရားအဖြစ်သူတို့ကိုတန့်ရှင်းစေတော်မူ ကိုရောနှုတ်ကပတ်တော်သည်တမာတရားဖြစ်ပါ၏အဲ့တော့အတ္တနော်ဒီခန္ဓာကိုတန်ရှင်းခြင်းရှိဖို့ကဘယ်လိုလုပ်လဲဆိုတော့နှုတ်ကပတ်တော်အဖြစ်နှုတ်ကပတ်တော်တမာတရားအဖြစ်တန်ရှင်းခြင်းပါရမီရှိဖို့နိလန်ဖျက်ခင်ဖွင့်ပြတယ်ဆိုတော့တွေ့ရတယ်။အမလက်တွေ့အဖြစ်တော်လက်ချံအခန်းစကားစာပိုက်40မှာငါပညတ်တမျှတို့ကိုအောက်မေ့၍ကျင့်သဖြင့် ်သင်တို့ဘုရားသခင်အဖို့တန်ရှင်းမိအကြောင်းထို့သူပြုတ်ကြရမည်အဲ့တော့နှုတ်ကပတ်တော်ကိုဟာလာနားလေပြီးတော့မှနားလေတဲ့နားလေအဆင့်တိတဲ့အဆင့်ကျတော့တမန်တရားဖြစ်သွားတာပေါ့နော်အဲ့တော့လက်တွေ့နာခံလက်လျှောက်ခြင်းအဖြစ်အတ္တကတန်ရှင်းနိုင်တယ်လို့ပြောတာဖြစ်တယ်ဒီတိယောခံတိစပိုက်ခွန်မှာဘာပြောလဲဆိုတော့ ဘုရားသခင်သည်အလင်းနဲ့ရှိတော်မူတကယ်တို့ငါတို့သည်အလင်းနဲ့ကျင်လည်လင်အချင်းချင်းမိတ္တာအဖွဲ့ချင်းရှိကြသည်ဖြစ်၍ဘုရားသခင်သားတော်ယေရှုခရစ်အသွေးတော်သည်ငါတို့အပြစ်ရှိသမျှတို့ကိုဆေးကြောတော်မူ၏ဒီအပြစ်ဆေးကြောခြင်းကတော့ဒီကျမ်းတို့ဆိုလိုရင်အနက်တစ်ခုလုံးခြုံကြည့်မယ်ဆိုတော့သူအပြစ်ခွန့်လွှတ်ခြင်းဖြစ်တယ်နော်အဲ့တော့ဘုရားသခင်နဲ့ကျွန်တော်မိတ္တာအဖွဲ့ရင် ဘသူနဲ့မိသားဖွဲ့ရလဲဆိုတော့ယုံကြည်သူအချင်းချင်းမိသားရဖွဲ့ရတယ်တဲ့အဲ့ဒီခါမှာအချင်းချင်းဟလာအပြစ်ဖို့ပြတောင်းပန်ခြင်းနဲ့ရှိတယ်ပြီးရင်ဖယောသခင်ကိုကိုအပြစ်ရှိသမျှကိုဟလာသူများထောက်ပြတဲ့အတွက်တလကောင်းနော်ဝင်ချတောင်းပန်ရတယ်ကိုတယောက်တည်းနေဆိုတော့မတောင်းပန်စရာလိုတယ်အများနေနေတော့ကျွန်တော်တန်ရှင်းဖို့လိုတယ်လေနော်တောင်းပန်တယ်အဲ့ဒီအဖြစ်ယေရှုခရစ်တော်ရဲ့အသွေးတော်အဖြစ် လွတ်မြောက်ခြင်းအဖြစ်ခွင့်လွှတ်ခြင်းအစဉ်ရတယ်လို့ပြောတာဖြစ်တယ်အဲ့လိုအဖြစ်ရတဲ့တန့်ရှင်းခြင်းကိုပြောတာဖြစ်တယ်ဘာကြောင့်ပြဖို့ကအချုပ်ကတော့တမာတရားနှုတ်ကပတ်တော်တမာတရားဖြင့်ကျွန်တော်ရဲ့အတ္တဒီခန္ဓာကိုယ်ဟာတန့်ရှင်းခြင်းပါရမီရှိရမှာဖြစ်တယ်ဒီလိုတွေ့ရတယ်နော်တန့်ရှင်းခြင်းရဲ့အကျိုးပေါ့ဒါလေးကိုကျွန်တော်ပြောပြီးနေကုန်ချုပ်ပါမယ်ပေါ့နော် ခေဗျခန်းစနစ်စာပိုက်14မှာလူအပေါင်းတို့နဲ့အသင်တင်နေညီသက်ချင်းကို၎င်းတန်ရှင်ချင်းပါရမီကို၎င်းမြောင်လိုက်ကြလောတန်ရှင်ချင်းပါရမရှိလေအဘယ်သူမြထာဝရဘုရားကိုမဖူးမမြင်ရနော်ယေရှုအဖေနော်ခမဲတော်ဘုရားသခင်ရှေ့တော်မှောက်မှာတူဝင်ခွင့်မင်းမှောက်တော်ခန်းစားခွင့်အခွင့်ရရသွားပြီတော်ရင်ဘသူကလက်တွေ့ မြင့်မောက်တော့ခံစားရမလဲလို့ပြောရင်တန်ရှင်ချင်းပါရမီရှိတဲ့သူကိုရိုင်းနာခံလက်လျှောက်ချင်းအဖြစ်နော်ဒီအပြစ်နဲ့ကင်းစင်အောင်နေတတ်ချင်းအဖြစ်ရတဲ့တန်ရှင်ချင်းပါရမီရှိမှဘုရားခင်မြင့်မောက်တော့တိုးဝင်ခွင့်တိုးဝင်ခွင့်မတိုးဝင်ရပြီတိုးဝင်ရပြီမြင့်မောက်တော့ခံစားခွင့်ရတယ်ပြောချင်တာဖြစ်ပါတယ် တခါလေမှာကျွန်တော်တချင်းဆိုပြီးတော့မျက်မှောက်တော့ခံစားရတယ်ဒါရီကတကယ်တော့ကျတကယ် emotion ပါပဲနော်ဟိုကျန်းစာရဲ့ဆိုလိုရင်းနဲ့မညီပါဘူးဒါတော့သူခံစားတာနော်ဒါက music ဆိုတာကဓမ္မတချင်းမှမဟုတ်ပါဘူးဓမ္မတချင်းကတော့ပို့ပြီးတော့မှခံစားတာပေါ့မဟုတ်ပါဘူးအခုကဘာကျော်အဆူရောကြီးကိုလေးစားရတဲ့မြို့ပညာအဆူရောကြီးရဲ့ရှစ်ရောင် မင်းလေးတော်တော်များများကမြင့်ကြတာပါပဲယောက်ျားတချို့လည်းမြင့်ကြတာပါပဲဘောလို့ဆိုတော့မြင့်မော်တော့သူခံစားနေရလေမြင်နေရတာကိုအရင်တော့အဝေးရပဲကြည့်တာမြင်ရတဲ့ခါမှာ तू စိတ်လှုပ်ရှားတယ်ပေါ့အရင်လွတ်မြောက်တယ်ပေါ့မြင်ချင်တယ်မြင်ရတော့ဒီသဘောအဲ့ဒါလူရဲ့မြင့်မောက်ကိုလေးစားတဲ့အိုင်တော်လည်းမြင့်မောက်တော့ခံစားတာဖြစ်တယ်နော်နားလည်အောင်ပြောတာနော်နားလည်လွတ်အောင်တော်ဆိုရအောင်တော့မတုံးသင့်ဘူးပေါ့ တကယ်တမ်းကျတော့ကျွန်တော်တို့တည်ဖို့ကတန်ရှင်းချင်းပါရမီကိုမြောင်လိုက်မှဟောနော်မြောင်လိုက်နိုင်မှမြောင်ဆိုတော့တမန်တော်တွေဘယ်လိုတန့်ရှောက်နေလဲဆိုတော့ပြောတာအတိုင်းလိုက်ပြီးတော့မှမြောင်လိုက်တော့သူတာလင်းမြင့်မောက်တော့သာရဖျားကိုဟလာဖုံးမြင်ရတာမြင့်မောက်တော့ခံစားခွင့်ရတာဖြစ်ပါတယ်ဒါလေးတွေကျွန်တော်တို့ဒါတမန်တယောက်နားလည်ဖို့ဖြစ်တယ်ပေါ့ဟောကိုချက်ချက် ခံစားရတာကလူရဲ့ feeling ဖြစ်တယ်ဒါရင်ကွဲပြားဖို့လိုတယ်เนาะနောက်တစ်ခုကတော့အကျိုးတစ်ခုကတော့နှစ်ပြခံနှစ်စာပွဲ27မှာတုတ်ပြည့်၍အထက်ဆိုခဲ့ပြီးတော့အချင်းတို့ပယ်၍မိမိကိုစင်ကြယ်စေတော့သူမိဒီကအတိရှိသောတန်စာတန်ရှင်း၍အင်ရှင်သုံးစရာကောင်းသောတစာကောင်းသောအမှုအများဖို့အလို့ငါပြင်ဆင်သောတစာဖြစ်လိမ့်မည် ဒီနေ့ယုံကြည်သူအတိုင်းဝန်းကြီးကိုသူကဘာနဲ့ဥမာပေးလဲဆိုတော့သူကတိုက်အင်ကြီးတစ်လုံးနဲ့ဥမာပေးထားတာဖြစ်တယ်နော်အဲ့တော့တိုက်အင်ကြီးတစ်လုံးမှာပစ္စည်းတွေအမျိုးမျိုးရှိတယ်အသေးရှိတယ်ဒစားလည်းရှိတယ်အသေးမရှိတာတွေလည်းရှိတယ်သူ့နေရာနဲ့သူတော့တုံးလို့ရတယ်ပေါ့ဒါပေမဲ့အသေးရှိတဲ့ဒစားဆိုတော့ဘာလဲဘာနဲ့ဥမာပေးလဲဆိုတော့ ို့ကိုစင်ကြယ်စေတော်သူတန်ရှင်းခြင်းအသက်တာရှိတော်သူကြတော့သူကအင်ရှင်တွက်အသေးရှိတော်တစားတဲ့ဒီနေ့အင်ရှင်ကဘသူလဲယေရှုခရစ်တော်ဖြစ်တယ်နော်ဆိုတော့ယေရှုခရစ်တော်အတွက်သူကအသေးအလိုတင့်တယ်တဲ့သူဖြစ်မယ်လို့ပြောချင်တာနော်အဲ့တော့ယေရှုအလွန်တုံးချင်တဲ့အရာပေါ့ကျွန်တော်အိမ်တအိမ်မှာကြည့်လိုက်ရင်ကျွန်တော်အိမ်မှာအများကြီး စ္စည်းတွေအများကြီးရှိတာပဲအဲ့ထဲမှာမှကျွန်တော်တို့เนาะတရုတ်တရနဲ့တင်ထားရတဲ့အရာ ရှိသလိုလွန်မြင်ကောင်းလှအောင်ရှုကဲ့နေတဲ့ထုတ်ရတဲ့အရာကြီးလည်းရှိတယ်ပေါ့เนาะရှိတယ်ပေါ့တချို့ဝတ်စားကသူကပွဲတဲ့ဝတ်စုံเนาะရှင်ငွေရတနာဆင်ရှိဆိုတော့เนาะပြီးရင်ဝတ်စားအကောင်းစားတယ်ဆိုတော့ဗာလဲသူကပွဲတဲ့ဝတ်စုံအဲ့ဒါဗာပြောချင်လဲဆိုတော့เนาะ ောင်းသောအမှုများအဖို့လို့ငါပြင်ဆင်တော့တစားဖြစ်လိမ့်မယ်အဲ့တော့ပွဲတဲ့ဝတ်စုံပေါ့တကယ်မင်္ဂလာဆောင်အခါနာတော်ဝင်အခါနာကြီးဒီမှာနော်ထုတ်ဝတ်ခြင်းနေတဲ့ထုတ်ဝတ်ခြင်းခံရတဲ့သူကတစားဆိုတော့ရှိတယ်လေအဲ့လိုဖြစ်မယ်ဒီနေ့မစ်ဆွေနော်တင်ဟာယေရှုခရစ်တော်ရဲ့နော်အလွန်သုံးခြင်းနဲ့အတေးရှိတဲ့သူဖြစ်မယ်ကောင်းသောအရာနော်ခုနအင်ရှင်က ပွဲတဲ့ဝက်စုံတွေမှာဝက်ဖို့အတွက်အမျက်တနှိုးနဲ့ထားတဲ့ဝက်စားတွေရှိတယ်အဲ့လိုသင်တာဖြစ်မယ်လို့ပြောချင်တာဖြစ်ပါတယ်နော်ဒါကြောင့်ဓမ္မမေဆွေဒီနေ့တန်ရှင်ချင်းတစ်မျိုးရှိပါတယ်တစ်မျိုးကတော့ယေရှုကိုယုံကြည်ခြင်းအဖြစ်ရတဲ့တန်ရှင်ချင်းဖြစ်တယ်နောက်တစ်မျိုးကတော့နာခံခြင်းအဖြစ်ရတဲ့တန်ရှင်ချင်းဖြစ်တယ်နော်ဒီတန်ရှင်ချင်းကဘုရားသခင်အနည်းဆုံးနေရာမြင့်မောက်တော်တွန်းခွင့်ရတယ်ခံစားခွင့်ရတယ် ပင်လဲဘုရားသခင်အတွက်နော်အတေရှိပြီးတော့မှကောင်းတော်မှုအတွက်သုံးပြုခြင်းတဲ့နော်အသုံးပြုဖို့အတွက်ဘုရားသခင်တန်ဖိုးထားခြင်းခံရတဲ့သူဖြစ်မယ်လို့ခေါ်ပင်နေကုန်ချုပ်တယ်တင်တော်အလုံးဖျားကောင်းချီးပေးပါစေတော့အာမင်